ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တမီးရေဒီလောက်တက်သေးတယ်မစားနဲ့လေအလောက်စားတာလည်းမကောင်းနေမကောင်းဖြစ်သွားလိမ့်မယ်အမေကလည်းတက်သေးစားလို့ဘာမှမဖြစ်ဘူးအမေကဝယ်မကျွေးနိုင်လို့ပြောနေရမလားအမေကလည်းအဲ့လိုမပြောပါနဲ့ နင်တလောက်တောင်မှတက်သီးကြိုက်နေရနင်ကတော့တက်သီးရောင်းနေအိမ်မှာပဲယောက်ျားရမှာကြိတ်ထားလိုက်ဆန်ဆန်ကတော့သူ့မိပြောတာလဲနားမထောင်ပဲတက်သီးတွေကိုအကြိုက်စားနေပါလေဒီလိုပဲအချိန်ကြာသွားပြီးတနှစ်ကြာမှတော့ဆန်ဆန်ယောက်ျားရသွားခဲ့ပါလေသူ့ယောက်ျားအိမ်ကအရင်ကြည့်ပြီးအရင်ချမ်းသာပါလေဆန်ဆန်ကအင်းရှိမှရှင်းနေတော့လူသမားတွေကတက်သီးချင်းတွေကိုအပြင်မှာရှင်းနေတဲ့ကားပေါ်တင်နေတာကိုတွေ့ပါလေ တည်ရသီးတွေကိုမြန်တင်ကြလေအပေါ်ရက်မာရောမိဖို့ကြောင့်မာရောတည်ရသီးတွေရှိတယ်အကုန်တင်ကြရှင်းအောင်လဲချွေးမမလာခင်တည်းကတည်ရသီးတွေပြီးအောင်တင်လို့ပြောနေတာအခုချိန်နဲ့မပြီးသေးဘူးရှင်းကစကားလဲနားမထောင်ပါလားအမေတို့ကလဲစကားတွေနားမပြောအရင်ဆုံးရောက်မှကြိုးဆိုဖို့လောက်ကြလေဆန်ဆန်ကလေတည်ရသီးတွေအများကြီးကိုကြည့်ပြီးအံ့ဩနေခဲ့ပါတယ်ဆန်ဆန်ဟာအိနေလာတဲ့အချိန်မှာတည်ရသီးတွေအများကြီးကြည့်ပြီးတော့ပြုံးနေပါတယ်ဆန်ဆန်ကညရောက်တော့အနားယူတဲ့အချိန်မှာ ရောင်မတူတူကတည်ရသီးတွေအများကြီးခွဲပြီးအခန်းထဲကိုလာကြည့်ပါတယ်။ရောင်မရေတည်ရသီးတွေခွဲလာတာစားပြီးမှအိတ်ညီမတို့အိမ်ကအများရန်တည်ရသီးတွေစားကြတယ်။ဟုတ်တယ်ဆန်းဆန်းရေအဝစားလိုက်မနေ့ပြန်လေတည်ရသီးချင်းတွေရောက်ဖို့ရှိသေးတယ်။အိတ်ကြရင်လည်းနင်းစားလေ။ငါယောက်ျားအိမ်ကလည်းအရင်ချမ်းသာတယ်။ငါလိုချင်တာအကုန်စားရတယ်။အမေကအဲ့ဒီနေရာငါအိမ်အကြီးမှယောက်ျားရမယ်လို့ပြောတာမှန်သွားပြီ။အိမ်တစ်ခုလုံးလည်းတည်ရသီးတွေနဲ့ပြည့်နေရပါပဲ။ ဆန်ဆန်ကလေတည်ရင်တီးတွေနဲ့ပြည့်နေတဲ့အင်ကိုကြည့်ပြီးအရင်ပြုံးနေကနောက်နေ့မနေ့ရောက်တဲ့အခါမှာတော့ဆန်ဆန်ကပထမနေ့အတွက်ထမင်းချဲ့ရမှာဖြစ်ပြီးမိဖို့ကြောင့်လေးလာပြီးရေကြီးတက်တာဖွင့်ကြည့်တဲ့အချိန်မှာပဲတည်ရင်တီးတွေအပြည့်ကိုကြည့်လိုက်ပြီးတော့ဆန်ဆန်ဟာတည်ရင်ကျနေခဲ့ပါတယ်။အရင်ဆုံးတည်ရင်တီးတွေကိုခွဲစားလိုက်ပါတယ်။ပြီးမှထမင်းတွေချက်ပါတယ်။ထမင်းတွေချက်ပြီးတော့အားလုံးကိုခူးကြည့်ပါတယ်။ချွေးမကြီးထမင်းတွေရလဲစောင်းကောင်းလိုက်တာရင်းစောင်းကောင်းတာပဲချွေးမနင်တည်ရင်တီးတွေရောစားလား ါတို့ချဲမှာတီးတာလေငါတို့ချဲကဧကတရားရှိတယ်အဖေရဲ့စန်းစန်းကဘလို့တီးမှာလဲ तू ကဒီရင်ရောက်တော့မှတရားပေးရှိသေးတယ်ချွေးမကမတီးသေးဘူးမင်းကပြောပြရမှာလေသူ့ကိုဒီနေ့ပဲဧကတရားရှိတဲ့တရားခင်းကိုအကုန်လိုက်ပြလိုက်ရောက်ကတိပြောတာကြားတာကြောင့်တရားကညနေရောက်တဲ့အခါမှာစန်းစန်းကိုခေါ်ပြီးတရားသီးခင်းကိုသွားခဲ့ပါတယ်တရားဒီကင်းရောက်ပြီးဆန်ဆန်တို့ကားပေါ်ကဆင်းတဲ့အချိန်မှာပဲနောက်ကနေအလုတမားတယောက်ကထိလိုက်ဆောင်ပေးသွားတယ် ဆန်ဆန်ကတရခင်းကိုကြည့်တဲ့အချိန်မှာတရသီးတွေအမျိုးမျိုးတည်နေပြီးအလေးမလေးရေပန်းလေးတွေကျနေပါတယ်။ဓမ္မကြီးဒါကငါတို့ရဲ့ဧကတရားရှိတဲ့တရခင်းပဲ။အလေးမရေပန်းလေးလည်းရှိတယ်။ဒီလိုရေတွေကျနေလို့ပူလာတယ်။ဟုတ်တယ်။တရခင်းကအရန်လာတာပဲ။အရန်လည်းကြီးတယ်။အထက်ကိုဆက်သွားကြရအောင်လေ။ဆန်ဆန်ကလည်းတရခင်းကိုကြည့်ပြီးရမ်းပြုံနေပါတယ်။အထက်ကိုလာတဲ့အချိန်မှာတချို့နေရာတွေကတရသီးစင်းတွေတီးနေတာကိုတွေ့ခဲ့ပါတယ်။ ခြံထဲမှာလေတရက်သီးချင်းတွေနဲ့အိမ်လေးတစ်ခုလည်းရှိနေပါသေးတယ်။အိုးဒီနေရာမှာတရက်သီးအစိမ်းတွေလည်းရှိတာပဲ။တရက်ပင်တွေများတာဒီအိမ်လေးတွေကဘာလို့စောက်ထားလဲ။ဒီအိမ်တွေကတရက်သီးတွေထားဖို့စောက်ထားတာလေ။ဒီဘက်အိမ်လေးကတော့တရက်ခြံကိုဂယုဆိုင်မဲ့ဦးလေးနေတာပါ။ငါတို့တရက်ခင်းကအရင်ကြီးတယ်လေ။တရက်ခင်းကိုကြည့်ဖို့အတွက်လူဆယ်ယောက်ထားထားတယ်။အားလုံးကသူ့အလုပ်သူလုပ်နေကြတယ်။တရက်ခင်းကတရက်သီးအစိမ်းလည်းခူးလိုက်မယ်။အိမ်ရောက်ရင်အချင်းကျိတ်မယ်လေ။ နေကတော့တရခင်းကိုပဲကြည်ပါအိမ်မှာတရသီးတွေအများကြီးရှိတယ်နေအကျိုက်ယူပြီးကြိုက်တာချက်လေဆဆန်ကလည်းဤကတရားရှိတဲ့တရခင်းကိုလဲပတ်နေရင်အချိန်တနာကြီးကြာသွားပါလို့တယ်တရခင်းကိုလဲပတ်ရင်တိဟကဆန်ဆန်ကိုအိမ်ပြန်ခေါ်လာခဲ့ပါလေဒီလိုပဲရက်တွေကြာသွားတဲ့နောက်မှာဆန်ဆန်ကတရသီးစားခြင်းတဲ့အချိန်တိုင်းတရသီးတွေခွာပြီးအေကုန်းကနေမှထိုင်ပြီးအေးဆေးစားပါလေတနေ့ကုန်တရသီးစားပြီးလက်တွေကလည်းတရသီးတွေပေးနေပါလေချွေးမကြီးနေ့လည်ရောက်နေပြီလေ ်တက်သီးတွေစားမနေနဲ့တော့ထမင်းသောစားလေအမေသမီးကထမင်းမစားချင်ဘူးတက်သီးတွေပဲစားရတာကြိုက်တာသမီးတို့အိမ်မှာဧကတရာကျဲတဲ့တက်ချံကြီးရှိနေမှာတော့အကြိုက်စားမယ်လေသမီးကတက်သီးကြိုက်တယ်ဆိုတာအမေသိရမလားဒေါ်လာပြောတာတောင်ဆန်ဆန်ကနီလေးစားမစားသေးတက်သီးတွေပဲစားနေပါလေဒီလိုပဲအချိန်ကြာသွားပြီးတော့ဆန်ဆန်ကလည်းမနဲ့မိုးလင်းတာနဲ့ဘာမှမစားပဲတက်သီးတွေပဲတနေကုန်ထိုင်စားနေတတ်ပါလေအိမ်ကလူတွေအားလုံးကလည်းသူ့ကိုကြည့်နေပါလေဒီလိုပဲတည့်ရကြတော့ ချွေးမကြီးနင့်ကိုကြည့်လိုက်ရင်တရသည်ပဲစားနေတာဒီလောက်တရသည်စားနေရင်နေမကောင်းဖြစ်လိမ့်မယ်နော်ဟုတ်တယ်ရောင်မဒီလောက်တရသည်တွေစားတာမကောင်းလေရောင်မတရသည်တွေစားတာမလျှော့ရင်အိမ်ကိုတရသည်တွေယူလာခွင့်မပေးတော့နော်ဟုတ်တယ်ချွေးမကြီးနင့်အတွက်ပြောနေတာတရသည်အများကြီးစားတာမကောင်းနော်ဆန်ဆန်ကိုအင်္ဂလူတွေအားလုံးကပြောပြလဲပဲသူကနားမထောင်မင်းနဲ့အားလုံးရဲ့ကွဲရမှာတရသည်တွေကိုဖွက်စားလာပါလေဒီအင်္ဂလူတွေကလည်းအမေ့လိုပဲတရခင်းအေကတက်ရအောင်ရှိတယ် ငါ့ကိုတက်တီစားဖို့တားနေကြတယ်။အခုအားလုံးကသူ့အလုံးနဲ့သူရှုံနေရဆိုတော့ငါတည့်ရက်ဒီသုံးလေးလုံးလောက်သွားစားလာအောင်မယ်။ဆန်ဆန်ကလေဘယ်သူမှမရှိရကြအောင်ဒီလိုကြောင်လေးလာပြီးတရက်တီ၃လုံးခွာစားလိုက်ပါတယ်ဒီလိုပဲတရက်ကြတော့အမေအပြင်မှာလဲ၆နိုင်ထိုးနေပြီအခုချိန်နဲ့အပူချိန်မလျော့သေးဘူးညစာလည်းမချက်ရသေးဘူးအမေကဒီလိုလဲနေလို့မကောင်းဒီနေ့သမီးဘက်စည်းတဲ့ကနေအသီးရွက်သွားဝယ်မယ်လေရမရင်ဒါဆိုညီမလည်းရမနဲ့လိုက်မယ်လေ မလိုက်ပါနဲ့။နောက်ရက်ဆိုနင်စာမီးပွဲဖြေရမှာမလား။စာရီလုံနေ။ဆန်ဆန်ကလေးစည်းရဲသွားမေပြောပြီးတရခင်းလေးကိုရှောက်သွားနေပါလေ။အိုးတရသီးတွေကလည်းနီရဲနေရပဲ။စားချင်စရာပဲ။ဘသူမှမလာခင်ငါပဲအမြန်ခူးစားလိုက်တော့မယ်။ဆန်ဆန်ဟာအမြန်မေးတရသီးတွေခူးပြီးတော့စားနေပါလေ။ဟင်းတရသီးတွေကအရသာရှိနေရပဲ။အရင်ကောင်းတာပဲဟာ။တလောက်တရသီးတွေတီးနေတာတလုံးစားလဲဘာမှမဖြစ်ဘူး။တယောက်ယောက်မြင်လဲတရခင်းလာကြည့်တာလို့ပြောလိုက်မယ်။ ငါအမြင်ပြန်တော့မယ်သဆန်ကလည်းအမြင်ဆုံးတရသည့်တွေစားပြီးဈေးတွေကဟင်းသီးဟင်းရွက်တွေဝေလာပြီးတော့အင်ပြန်လာခဲ့ပါတယ်။နောက်ရကြတော့ဆန်ဆန်ကမနှက်ထားတဲ့အချိန်မှာသူ့မျက်နှာမှာဖူရီထွက်နေတာကိုတွေ့ခဲ့ပါတယ်။နေမျက်နှာပေါ်အဖူရီကဘလို့ဖြစ်တာလဲ။အယံပူလို့ထင်တယ်။ဘာမှမဖြစ်ပါဘူးပျောက်သွားမှာပါ။ဆန်ဆန်ကဖူရီထနေတာကိုဂယုမဆိုင်ပဲတရသည့်၄၅လုံးခိုးပြီးတော့ခန်းထဲယူထားပြီးအကြိုက်စားနေခဲ့ပါတယ်။ ။နောက်ရကြတော့အဖူတွေကမျက်နှာမာရင်မကပဲတကူလုံးမှာထွက်လာခဲ့ပါတယ်။ဟဲ့ချွေးမကြီးနင့်မျက်နှာတွေရောကိုလုံးတွေမှာရောအဖူတွေအများများနေပြီ။နင်တာတွေကြောင့်ကိုပူနေရထက်နေ။အမေတမီးကအဖူတွေမကဘူးတမီးအန်လည်းအရန်အန်ချင်နေပြီ။စန်းစန်းဒီလိုပြောနေရင်လည်းအရန်ကိုအန်လာခဲ့ပါတယ်။ဒုံလောက်ကလည်းချွေးမကဒီလောက်နေမကောင်းဖြစ်နေတာကိုကြည့်ပြီးစိတ်ညစ်ကဆင်းရဲဝင်ကိုခေါ်လိုက်ပါတယ်။အပူချင်းကလည်းရမ်းများနေတယ်။အိမ်မအတီးအသီးတွေလည်းအများကြီးပဲ တနေကုန်တရသီးစားနေကြတာလားတရသီးကပူတယ်လေစီးရီရေးပေးထားတယ်ဒါမဲ့တရသီးစားတာကိုတော့ဖျက်ရမယ်ဆရာရဲ့ညီမတို့ကတော့ရောင်းမအောင်တရသီးမစားနဲ့လို့ပြောထားတယ်ရောင်းမညီမတို့မမြောင်ခိုးစားလားငါတရသီးရမ်းကြိုက်တာလေမစားရရင်မနေနိုင်ဘူးအိမ်ကလူတွေစကားလည်းနားမထောင်ဘူးအခုချိန်ကစပြီးတော့တရသီးစားတာဖျက်လိုက်တော့မယ်စံစံကတော့ဆရာဝန်ရှေ့မှာတော့တရသီးမစားဘူးလို့ပြောလိုက်ပြီး နောက်နှစ်ရက်နေတော့ဆန်ဆန်ဖျားကျသွားတဲ့အခါမှာအားလုံးကတရက်ခင်းကိုခေါ်သွားပါတယ်။အရင်ပူနေတာကြောင့်ချွေးတွေလည်းထွက်နေပါတယ်။ချွေးမကြီးနင်တို့တရက်သီးစားဖို့ခေါ်လာတာမဟုတ်ဘူးနော်။လမ်းဆန်းသွားအောင်လီကောင်းလီတန်ရအောင်ခေါ်လာခဲ့တာ။မစားပါဘူးဖေရဲ့။သမီးကနေလို့မှမကောင်းတာ။ငါမျက်စိရှိမှတလောက်နေရဲနေတဲ့တရက်သီးတွေမြင်နေတာ။မစားဘဲဘလို့နေရမလဲ။စေးတောင်ရပဲဟာ။တရက်သီးတလုံးနှလုံးလောက်စားလိုက်မယ်။ဘာမှမဖြစ်တော့ပါဘူး။ ။သဆန်ကတော့ဘသူစကားမှနားမထောင်မင်းအိလာပြီးတရသီးတွေစားလိုက်ပါတယ်။တရသီးစားပြီးကိုပြန်ပူလာခဲ့ပါတယ်။ငါတရသီးတွေစားလို့ထက်နေကိုတွေပူလာပြန်မေးဘလို့လှုပ်ရမလဲ။အိမ်ကဒီတစ်ခါတည်နော်ငါ့ကိုပြောတော့မှာပဲ။ငါကျမ်းမာရေးအတွက်တရသီးစားတာရိတ်ရမယ်။အသက်ရှင်ပါမစို့လှုပ်လို့ရတာပဲ။အိမ်မှာရှိတဲ့ဆေးပဲတောက်လိုက်တော့မယ်။သဆန်ကလည်းနောက်တစ်ခါနေမကောင်းဖြစ်တာကြောင့်အတီတရားရသွားပြီးတည့်တီးစားတာကိုရက်လိုက်ပါတယ်။ ဇန်ဆန်ဟာတပတ်လောက်တည်ရသည်မစားတာကြောင့်နေပြန်ကောင်းလာပြီးအဖို့တွေလည်းရော့ပါလာခဲ့ပါတယ်။အမေနဲ့တီဟာကြည်ပါအောင် အဖို့တွေရော့လာပြီနော်။အမေတို့ပြောတာမှန်တယ်။တည်ရသည်စားလို့တမီးကနေမကောင်းဖြစ်လာတာ။နောက်ဆိုရင်တမီးတည်ရသည်တွေမစားတော့ဘူး။စားချင်လဲတည်ရသည်ဖြော်ရေးပါညာလှုပ်တော့လိုက်မယ်။တည်ရသည်တော့မစားတော့ဘူး။တမီးကြောက်သွားပြီ။ဇန်ဆန်စကားကြားပြီးအားလုံးကရှင်နေပါတယ်။ဇန်ဆန်ကလည်းတည်ရသည်မစားတာကြောင့်သူ့မျက်နှာကအဖို့တွေလည်းအကုန်လုံးပျောက်သွားပါတော့တယ်။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။